ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Post Store Channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူ အကဆော်ရေးသားထားတဲ့ဆုံးဒီဥပဒါနဲ့သူတော်ကြောင့်ရသေးကြီးဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးကြပါရရှင်။ဇလန်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနားနိုတီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုကြပါရရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးရှင့်ဇလန်းလေးကိုစတင်ပေးလိုက်ပါပြီ။အနောက်ဘက်ကလွမ်းစည်ကြီးကလေးရှိတဲ့တော်ရန်ထဲမှာရောက်နေတဲ့ရသေးကြီးကရိုးမရိုးရဲ့လားလို့ ဥပဒါပြောတော့မှကြုံလဲစဉ်းစားမိတယ်ဗျယတိကြီးကယတိလိုသားဆိုတဲ့ဘာမှကြီးညိုစရာမရှိဘူးဖန်ရီဆိုးထားတဲ့သင်ကန်းဝတ်ထားတာပဲရှိတာမဟုတ်လားပြီးတော့ကျုံတဲ့မောင်သိန်းနဲ့စားစရာတွေတွားလူပြီးတော့ထိုင်ကြတော့တာတော့မှဘာမှမပြောဘူးလေအမှန်ဆိုဒီယတိကြီးကကျုပ်တို့ရွာဦးစင်းနေလို့စုတွေမပေးတတ်ဘူးဆိုရင်တော့မှလူကြီးတွေလိုတော့ကျမ်းမာပါစေချမ်းသာပါစေလို့တော့စုပေးရမယ်မဟုတ်လားနောက်ပြီးတော့ထူးဆန်းတာကတရင်တလက်နဲ့တူးဆွနေတာပဲဗျာ။ကြုံမေးလိုက်တော့လဲတစ်ပင်ဆိုင်မလို့လို့ပြောသေးတယ်မဟုတ်လား။ ဒီနောက်တစ်ပင်နဲ့အလေးကြပေါက်နေတဲ့တော်ထဲမှာ तू ကဘာပင်စိုက်ချင်တာလဲဗျကျုပ်လည်းအဲ့ဒီတော့ကဒီတိုင်းပဲခေါင်းငိမ့်လိုက်ပေမဲ့သူ့ဇက်ကအသေးချာစဉ်းစားလေလေလုံးဝအတိတ်ပဲမရှိလေပဲဗျကျုပ်လည်းစဉ်းစားရခက်နေရနဲ့ကွန်းထိုင်ဝိုင်းရင်ကွင်းမြေကိုငေးကြည့်နေတဲ့ဥပသာကြီးကိုပဲမေးလိုက်ရတာပေါ့ဥပသာကြီးတခုခုပြောပါအောင်ဗျဒါဆိုဒီရသေးကြီးကမောင်သိန်းပြောတယ်လို့စေးတွေဖော်ဆက်နေတဲ့စေးဝိဇာရသေးကြီးမဟုတ်ဘူးလားကျုပ်ပြောတာတော့ဥပသာကကြားပုံမပေါ်ဘူးဗျကွင်းထဲကိုတွေ့တွေ့ကြီးကြည့်နေတာ ခမားတို့စဉ်းစားကြည့်ဗျာလဲဆောင်တဲထဲမှာသူရဲ့ကျုပ်ရဲ့နှစ်ယောက်မျက်နှာချင်းဆိုင်ပြီးစကားပြောနေတာကိုကျုပ်ကမကြည့်တဲ့အပြင်ကျုပ်ပြောနေတာကိုလည်းမကြားဘူးဗျဒါနဲ့ကျုပ်လည်းဥပသာကြီးငုတ်တို့ကြီးမေးနေတာများလားဆိုပြီးသူ့မျက်လုံးရှိကိုလှော်ဝါးနဲ့ဖြတ်ကြည့်တော့မှဥပသာမျက်တောင်ကြီးခတ်လာတယ်ဗျဘာလို့တားလဲကွဟာဥပဒါကြီးကလုံနေပြီနော်ကျုပ်တရားလုံးပြောနေတာမကြားရအောင်ဥပဒါကြီးဘာတွေတွေးနေတာတုံးဗျ။အော်ဘာမှမဟုတ်ပါဘူးကွာဒီနေ့တော့စပားကိုဘယ်လိုဆိုက်ရမလဲလို့တွင်း အတွေးလွန်သွားတာပါကျုပ်လည်းအတော်စိတ်ညစ်သွားတာပေါ့ဥပဒါယကျုပ်တို့ရသေးကြီးအကြောင်းပြောနေရတယ်ဘယ်လိုလုပ်ပြီးတော့စဘာကင်းကိုဆက်ရောက်သွားရတာလဲဟုတ်ကွာအသက်ကြီးပြီကွာအသက်ကြီးတော့ဒီလိုပဲတွေးချင်ရတယ်တွေးနေတာပေါ့ဒါနဲ့မင်းခုနကဘာပြောတာလဲတွဲရဲရောက်နေတဲ့ရသေးကြီးလေဗျာ तू ကမရိုးဘူးဆိုတာဘာများလဲပြီးတော့ဒီရသေးကြီးကမောင်သိန်းပြောတယ်လို့စေဝါးတွေဖော်ဆက်နေတဲ့စေဝိစာရသေးကြီးမဟုတ်ဘူးလားဥပဒါကခေါင်းခါလိုက်တယ်တိကောက်ဝါကောက်တာမြင်ရတယ်တဲ့ ူအတွင်းစိတ်ကိုတီးဖို့ခက်တယ်လို့ဆိုတာပဲမဟုတ်လားအလက်ကောင်ရငါလဲတိတိကျကျမသိပါဘူးထင်တာပြောတာပါဘလို့ထင်လို့တုံးဗျဥကွာလူတွေပါတနက်ခါကိုဆေးပေါ်မဲဆိုပြီးချစ်ခိုင်းတဲ့လူကကောင်းတဲ့လူဖြစ်မလားကွ။ဟာဗျာဒါမဲ့ तू ကရသေကြီးနော်။ဖန်ရီဆိုတဲ့တင်ငန်းကိုလည်းဝတ်ဆင်ထားတာ။နေတာတော့မှတပားတဲ့ចောင်းတင်ငန်းလေးနဲ့နေတဲ့သူနော်။ဥပသာရီသေးဗျ ဟာဟာဘာသာရေးအကြောင်းတော့ငါတဲ့မင်းဖေကပူတိမှာပေါ့ကွာရသေးတွေကောင်းမကောင်းဆိုတာမင်းဖေကိုသွားမေးပေါ့ကွာကဲသွားပြီဟဲ့ဥပဒါကကွန်အင်းပိုက်ပြီးတော့ကျုပ်တို့လဲဆောင်တဲတဲ့ဟာနေထွက်သွားတယ်။ကျုပ်လဲတယောက်တည်းအတွေးနဲ့ချင်ရင်ကြံခဲ့တာပေါ့။ညနေရောက်တော့နွားတွေတင်းပြီးအိမ်ပြန်လာကြတယ်။မိုးကအမှန်နေပြီဆိုတော့စပားဆိုင်တဲ့လယ်သမားတွေကမအားမလက်ဖြစ်နေကြပြီ။အိမ်ရောက်တော့အဖေကအိမ်ရှိခုံထဲမှာထိုင်နေတာနဲ့ကျုပ်လဲအဖေပေးနာသွားထိုင်လိုက်တယ်။အဖေ ယသိတွေကမကောင်းမှုဆိုပြအဖေကကျုပ်ကိုမျက်မှောင်ကြုံပြီးကြည်လိုက်ရင်မကောင်းမှုလို့မင်းကိုဘသူပြောလိုက်တာလဲဒါဆိုကောင်းတယ်ပေါ့ကျုပ်ပြောတော့လေအဖေကစဉ်းစားပြီးခေါင်းခါပြတော့ကျုပ်စိတ်ရှုပ်သွားတာပေါ့အဖေဖေကဘာလဲပြမကောင်းမှုလားဆိုတော့ကောင်းတယ်တဲ့ကောင်းသလားဆိုတော့လေမကောင်းမှုတဲ့အဖေအဖေကဘာကြီးလဲအဖေကစပွဲပေါ်ချထားတဲ့မြေပဲစံကြောပကံနဲ့ကမြေပဲစိတ်တစ်စိတ်နဲ့စိတ်ကိုဝါလိုက်တယ်လောကမှာဘယ်ရာမှကောင်းတယ်ဆိုတာကြည့်ပုံသေးတွက်လို့မရကြလို့ ဘယ်ရောက်မှလည်းမကောင်းဘူးလို့ပုံသေးတွက်လို့မရဘူးအလက်ကရသေးဆိုတာမျိုးကကျင့်စဲတကူးကူကိုကျင့်ကြံနေတဲ့လူတွေကိုခေါ်တာရသေးတို့ယဟန်တို့ဆိုတာကတို့ကိုးကြတဲ့ဘုံကြီးတန်ကားလေးလို့မဟုတ်ဘူးကဟင်ဒါဆိုယဟန်နဲ့တန်ကားနဲ့ကမတူဘူးလားသူစာပြောရင်တော့မတူတန်ကားဆိုတာဖျားရှင်တီထောင်ပေးလိုက်တဲ့တန်ကားအစူးဖွဲ့ပဲဖျားရှင်ရဲ့တရားတော်တွေအတိုင်းလိုက်နာကျင့်ကြံရတယ်လို့ဖျားရှင်ချမှတ်ထားတဲ့ဝီနီးတွေကိုလည်းတလေးတစားလိုက်နာကြရတယ် ရဟန်းဆိုတာကတော့ရသေးတွေလိုပဲကျင့်စဉ်တစ်ခုခုကျင့်နေတဲ့လူတွေကိုဆိုလိုချင်တာသူတို့ကျင့်စဉ်အရာတမျိုးမျိုးကျင့်ကြံနေကြပါမိ။တန်ဃာတော်တွေလူမျိုးဝီနီးနဲ့အညီနေကြတာမဟုတ်ဘူး။အော်ကျုံနေနေနားလေတယ်လို့တော့ရှိလာတယ်။အေးရဟန်းနေဆိုတာဖျားမပွင့်ခင်ကတည်းကပေါ်ခဲ့ပြီးသားဖျားရှင်ပွင့်တော့လေအယူဝါဒအမျိုးမျိုးရှိကြတာပဲမဟုတ်လား။အဲ့ဒီလူတွေကိုရဟန်းနေလို့ခြုံငုံပြီးခေါ်တာဒီဝရတ်တိုးဆိုရင်ဖျားရှင်ကိုနှိမ်ကြခြင်းလို့ရဟန်းကြီးခေါ်ရမှာလို့ခေါ်တယ်မဟုတ်လား။ ျုပ်လည်းအဖေပြောမှရှင်းသွားတော့တယ်။အဲ့ဒီတော့ယဟန်ဆိုတာသာသနာပြင်ပမှာလည်းရှိနေနိုင်တယ်။တန်ကားဆိုတာကတော့သာသနာတော်အတွင်းမှာပဲရှိနိုင်တယ်။အဲ့လိုကွဲတာပေါ့ကွာ။ဒါကြောင့်မို့ဟိုတယ်နစ်ကမြိုင်သားမှာဖျားအလောင်းဆက်ခင်းတော့ပြဿနာတွေတက်ကြတာပေါ့။ဘလို့ပြဿနာတက်တာလဲဗျ။ဒီလိုကဖျားမပြည့်ခင်နမိတ်ကြီးလေးပါမှာ သူ့ကိုသူနာသူသေးယဟန်ဆိုပြီးရှိတယ်မဟုတ်လား။အဲ့ဒီတွေကိုဇက်ပွဲရတော့အလွယ်ပဲရဟန်းနေရာမှာဖုံကြီးပုံဝိတပိတ်လွယ်ရက်တောင်ထောင်ပြီးတော့ တရုတ်ဆောင်နေလေဒါဟိုမြိုင်သားဆရာတော်ကြီးတွေကကန့်ကွက်တာပေါ့အမှန်ဆိုရင်အဲ့ဒီအချိန်ကဖျားမပွင့်သေးဘူးဆိုတော့ရဟန်းနေရာမှာရက်သေးလိုပုံစံမျိုးထည့်ရမှာဒီလိုကပြလိုက်ရင်နှောင်းလူတွေကဖျားတော်မပွင့်သေးဘူးတန်ဃာကြီးရှိနေပြီလားလို့အထင်မှားသွားကြလိမ့်မယ်လို့ပြောဆိုတာပေါ့ဒါနဲ့ဇက်ဖွဲ့လဲဆရာတော်တွေကိုပြန်တောင်းပန်ရတာပေါ့နောက်ကျရင်ဒီလိုပုံစံမျိုးမကားတော့ပါဘူးပေါ့ကွာအင်းဆရာတော်တွေပြောတာလည်းဟုတ်တာပဲဒါနဲ့ရက်သေးတွေမကောင်းဘူးဆိုတာကရော့ အဲ့ဒီလိုတော့တင်းကြုံမပြောချင်ဘူးကဒါပေမဲ့ရက်သေးဆိုတာတန်ခါအဖြစ်မဝေးချင်လို့ဖះရှင်ချမှတ်ခဲ့တဲ့ဝီနီအဘတ်တေကိုမလိုက်နာနိုင်လို့ရက်သေးတို့ဥသူတော်တို့ဝစ်ပြီးအားထုတ်ကြတာပေါ့တခါလော်ခီပညာတွေကို လိုက်စားတဲ့သူတွေဆိုရင်လည်းတန်ခါမဝေးဖန်နဲ့ရက်သေးဝစ်ကြတယ်ဘာလို့လဲဆိုတော့သူတို့လိုက်စားတဲ့လော်ခီပညာက ဝီနီနဲ့မညီဘူးကိုအချင်းတစ်ခုခုကိုကျင့်နေတာဖြစ်လို့အဲ့ဒီအချင်းကျင့်စင်ရကောင်းတယ်စိုးတယ်ဆိုတာအပေါ်မူတည်ပြီးအကောင်အဆိုးကွဲပြားတာပေါ့ကွာ ငါပြောချင်တာအဲ့ဒါပဲ။ဘာလဲ။မိကရသေးအကြောင်းသိချင်တယ်ဆိုတော့ရွာပြေတောထဲမှာတရားကြည့်နေတဲ့ရသေးကြီးဆိုတာနဲ့ပတ်သက်ပြီးသိချင်တာမဟုတ်လား။အဖေကကျုပ်စိတ်ကိုကြိုသိနေတယ်လို့ပဲဗျ။ကျုပ်လည်းခေါင်းငိတ်ပြီးဟုတ်တာပေါ့အဖေက။ဒီရသေးကြီးကမောင်သိန်းကိုပြရစေဖို့ပေးမယ်ဆိုပြီးတော့ပိုးဖြူအလောင်းကတနခါချစ်ခိုင်းလိုက်လို့မောင်သိန်းသိမလို့ဖြစ်တာမဟုတ်လား။ဒီတော့ဒီရသေးကြီးကလူကောင်းလားလူဆိုးလားဆိုတာသိချင်လို့ပါ။ဒါကတော့ဖះရှင်ဟောထားတဲ့ကာလာမတုတ်လို့ပေါ့ သူများပြောတိုင်းလဲမယုံနဲ့ကိုကိုတိုင်းတွေ့ကြုံပြီးတော့ဟုတ်တယ်မဟုတ်ဘူးဆိုတာစိတ်ငြိမ်ပြီးယုံပေါ့ကွာလူတယောက်မကောင်းတာနဲ့ပဲဒီလူတွေအကုန်မကောင်းဘူးလို့တော့တိမ်ကြုံပြီးပြောလို့မရဘူးပေါ့ကျုပ်နားလဲပါပြီဖေရသေးထဲမှာငါးပါးတီလာတော့မဆောင်နဲ့ရသေးရှိတယ်လို့အမဲလိုက်တဲ့ရသေးလည်းရှိတာပဲပြီးတော့လောကီပညာရဲ့စီးပူးနေတဲ့ရသေးတွေလည်းရှိတတ်တာပဲဒါပေမဲ့တကယ့်သာသနာပြုနေတဲ့ရသေးကြီးဥက္ကန်နေလို့သူတော်စင်ရသေးကြီးတွေလည်းရှိတာပဲကွဒါကြောင့်တိမ်ကြုံပြောလို့မရဘူးလို့ပြောတာ ဒါပေမဲ့တခုတော့ပြောချင်တယ်တစ်ခါတလေကြရင်လူတွေကဖုံးကွယ်တက်တဲ့ပညာမတတ်တဲ့လူကပညာတက်ချင်ရောင်ရောင်နဲ့လူပုံအလဲမှာကြွားဝါတက်တယ်မချမ်းသာတဲ့သူကတကယ်ချမ်းသာတရောင်ရောင်အတုအယောင်တွေလှုပ်ပြတက်တယ်ပြီးတော့သူဆိုးသူညံ့နေရလဲသူတို့အဖြစ်မှန်ကိုလူသိမှဆိုလို့သူတော်ကောင်းလို့လို့ဟန်ဆောင်တက်ကြတယ်ဖုံးကွယ်တက်ကြတယ်ငါသာဒါဆိုအဖေပြောချင်တာကဒီရဲ့တေကြီးကမကောင်းတဲ့လူလို့ဆိုချင်တာလားဒါကတော့ခုနမင်းကိုပြောထားပြီးသားပဲကွာ ကိုပါကိုချင်းချိန်ပေါ်ကညနေရလဲအတော်ဆောင်ပြီမကြခင်ထမင်းစားတော့မှဆိုတော့ကျုပ်လဲအဖေနဲ့ပြောနေတဲ့စကားစာကိုဖြတ်လိုက်ပြီးရေမိုးချိုးဖို့ပြင်ရတာပေါ့ကျုပ်မှရေသာချိုးနေရတယ်အဲ့ဒီရသေးကြီးအကြောင်းကခေါင်းထဲရအောင်မထွက်ဘူးအကောင်းဆုံးကတော့နောက်တစ်ခေါက်သွားကြည့်ဖို့ပဲဗျရသေးကြီးမသိအောင်သူပါလုံးနေတယ်လဲဆိုတာကိုချောင်းကြည့်ပြီးတော့ဆုံးဖြတ်ရမယ်အဖေကတော့ "तू ကလူဆိုးပါလို့ဓာတ်ရိုက်တော့မပြောဘူး"ဥပဒါကလည်းလူသေးပါတနက်ခါနဲ့ဆေးပေါ်မယ်ဆိုကြတဲ့က ကောင်းတဲ့လူဖြစ်ပါမလားလို့ပြောတာဆိုတော့ကျုပ်လည်းသိကျင်တာပေါ့နောက်နေ့တော့ကျုပ်မောင်သိန်းကိုအဖော်သွားဆက်တယ်မောင်သိန်းကသူမလိုက်ရဲတော့ဘူးတဲ့ဗျာအရင်ကတော့လူတွေမသိအောင်လို့တနေ့တခါထမင်းဟင်းတွေသွားသွားပို့နေတဲ့သူကအခုတော့မလိုက်ရဲဘူးတဲ့ကျွားလူတွေကလည်းအဲ့ဒီဘက်ကိုမသွားရတာအမှန်ပဲအရင်ကတည်းကအဲ့ဒီအနောက်ဘက်တော်တန်းသုတ်တံအဟောင်းကြီးကိုတရေဆိုတာလဲအင်မတန်ခြောက်တာမဟုတ်လားအဖော်ဆက်မရရင်ကျုပ်တယောက်တည်းသွားမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဒါနဲ့လေတဲ့စင်ငယ်တဲ့ ။အငယ်ကောင်နဲ့ကျုံညီမတွေကတော့စဘာဆိုင်ဖို့ပြိုးခင်းနေပြိုးနေကြပြီ။ကျုပ်လဲလေထဲမှာဟိုလုတ်ဒီလုံးနဲ့စကားမိနစ်လောက်လုပ်ပြီးတော့ဓမတချောင်းခါကြထိုးပြီးအနောက်ဘက်တော်ရန်ဘက်ကိုထွက်လာတာပေါ့အနောက်ဘက်တော်ရန်ကိုတယောက်တည်းလာရတာလဲခက်ကြောက်ကြောက်ပဲဗျတော်ရန်ရဲ့တောင်ပံနားမှာလူစားတဲ့ရေရင်းလေးရှိသေးတယ်မဟုတ်လားပြီးတော့အဲ့ဒီတော်ရန်အစမ်းဆိုတာကလည်းအရင်ရွာဟောင်းရဲ့တုတ်တံမြေကြီးတော်ရန်နဲ့ကနေဆက်ပြီးသွားရင်အရင်ဖက်လိပ်ရွာဟောင်းကြီးရဲ့မြေနေရာကြီးဗျ ထလေးရွာကတရေတွေကျမ်းမို့အရင်တုန်းကကြုတ်ပြောပြခဲ့ဘူးတယ်မဟုတ်လားကြုတ်လဲကြောက်တယ်ဆိုပေမဲ့တီကျင်စိတ်ကမောင်းနေနေတာဆိုတော့မကြောက်မရွံ့ပေါ့ဗျာအချိန်ရလဲနေ့လယ်စင်နာရီလောက်ရှိသေးတာမိုးမအောင်တော့နေရလဲချစ်ချစ်တောက်ပူနေတာ ਉ ဒီတော့နေကင်းကြီးဆိုပြီးကြောက်စိတ်ကတဝက်လောက်ရောနေတာလဲပါတယ်မောင်သိန်းနဲ့သွားတဲ့လမ်းကလူသွားလမ်းကလေးရှိတယ်ဗျတော်ရဲကိုတစ်ခါတလေကြာရင်မိုးရှာမြင့်ရှာတဲ့လူတွေနောက်ပြီးတော့ငှက်ပြစ်သားကောင်ပြတဲ့လူတွေလဲလာတတ်ကြတော့လူသွားလမ်းလေးလိုလိုဖြစ်နေတာပေါ့ ကျုပ်ကချောင်းမှာဆိုတော့အဲ့ဒီလူသွားလမ်းမဟုတ်ဘဲနဲ့တောတန်းလေးကိုပတ်ပြီးအနောက်ဘက်ကနေတိုးခဲ့တာပေါ့တိုးစပယ်ခြုံတွေကိုတိုးရင်မကြပါဘူးလွမ်းစည်ကြီးလေးနားကိုရောက်လာပါရောအဲ့ဒီနားမှာထလက်တွေမိုးထားတဲ့တဲကလေးလေးရှိတယ်မဟုတ်လားကျုပ်လည်းတဲလေးထဲမှာလူရှိသလားဆိုပြီးတော့ချောင်းတာပေါ့ဗျာမလုံးတလုံးကာထားတဲ့တဲကလေးကိုအသာချောင်းလိုက်တော့လူတယောက်မှမရှိဘူးဗျရသေးကြီးတဏှာထွက်သွားတာပဲဖြစ်မယ်ကျုပ်လည်းရေရွတ်လိုက်ပြီးတော့ပုံဝင်းချင်းကိုတစ်ချက်ကြီးလိုက်တယ် ပဝင်းကျင်ကမြေပြင်ထဲမှာတွင်းနေဆိုတာမှားစကျဲနေတာပဲ။ဒါပေမဲ့တွင်းပက်လက်ကြီးတွေတော့မဟုတ်ဘူးဗျ။တူးပြီးတော့ပြပြဖို့ထားတဲ့ပုံပဲ။တေချာပြမဖို့ထားတော့မြေပုံလေးတွေဖြစ်နေတာပေါ့။တနည်းအားသွားကြည့်ရင်တရင်တစ်ခုကမြေမှာတန်လန်းကြီးစိုက်နေတာကိုတွေ့တယ်ဗျ။ကျုပ်လည်းအဲ့ဒီနောက်အသာသွားကြည့်တာပေါ့။ရသေးကြီးပြန်လာမှလဲကြောက်တာနဲ့မတ်တက်မသွားရဲဘူးဗျ။ခြုံပုတ်တွေအကာအကွယ်ယူပြီးတော့ထိုင်ပြီးတော့ဘဲသွားသွားရတာပေါ့။အဲ့ဒီတရင်နာရောက်တော့တပေပက်လေလောက်တွင်းကလေးတွေ့တယ်ဗျ။ ဲ့ဒီတွင်ထဲကမြေစာတွေကိုကျုပ်လဲလမ်းနဲ့ဖယ်လိုက်တာပေါ့အမလီကျုပ်လန့်ပြီးအော်လိုက်မိတယ်ဗျမြေစာတွေအောက်ကနေလူအယိုးကောင်းကြီးထွက်လာတာဗျတွားတယ်ဆိုရင်ဖွေးနေတာပဲကျုပ်လဲအယိုးကောင်းကြီးကိုကြည့်ရင်စက်သိန်းထလာတယ်ဒီနေရာကတုတ်တန်ဟောင်းဆိုအရင်ကမြုပ်ခဲတဲ့လူတွေရှိမှာပေါ့ဗျကျုပ်လဲကြောက်ကြောက်နဲ့ထွက်လာခဲ့တယ်ထွက်ပြေးဖို့အလုံးမှာသူ့တဲကလေးထဲမှာဘာတွေရှိသလဲဆိုတာလဲသိချင်တာနဲ့တဲကလေးစီကိုလာခဲ့တာပေါ့တဲကလေးကခြေတံရှည်လေးစောက်ထားတာဗျ တဲချန်ကြီးကိုတော့ဝါချန်နေခင်းထားတာပေါ့တဲအပေါ်မှာဘာမှထွေထွေထူးထူးမရှိပါဘူးစားဟိုးစားကွက်တွေလောက်ပဲရှိတာတဲလယ်မှာတော့အိယာခင်းတစ်ခုခင်းထားတယ်ဗျဖျားပေါ်မှာစောင့်တက်ထဲကိုဖြန့်ခင်းထားတဲ့ခြေသားဆောင်အပားလေးပေါ့စောင့်အောက်မှာတော့ခူးလူခူးလူလေးဖြစ်နေတယ်ကျုပ်လည်းဘာလေးလဲဆိုတာသိကျင်တာနဲ့တဲပေါ်ကိုအသာတက်လိုက်တာပေါ့ကျုပ်တက်လိုက်တော့တဲရတိတ်ငန်နေဖြစ်သွားတယ်ကျုပ်လည်းခက်မြန်မြန်သွားပြီးတော့စောင်းကိုလှမ်းကြည့်လိုက်တယ် ဆောင်းအိုလှန်ကြီးလိုက်တယ်ဆိုရင်မဲအယိုးတွေကဖျော်ကနေဆောင်းအောက်ကနေထွက်လာတာဗျအယိုးလေးတွေကလက်တက်စစ်လောက်အရွယ်အစားကနေပြီးတော့ဒူးရိုးလိုခုံကြီးရိုးလိုအယိုးတွေကပေါင် ရိုးတွေအထိပါတယ်ဗျကျုပ်လည်းအယိုးတွေကိုထူဆန်းပြီးကြည့်နေလိုက်တယ်ရသေးကြီးကဘာအယိုးတွေများ စုနေပါလိမ့်ပေါ့ကျုပ်တွေးနေတော့ကြောက်တုံးနှလုံးကတဲခေါမိုးကိုလာထိတယ်ဗျရသေးကြီးပြန်လာပြီးအထင်နဲ့ကျုပ်လဲတဲရောက်ကိုခုံစင်းတာပေါ့ပဝင်းကျင်ကိုကြည့်လိုက်တော့လူရိပ်လူရောင်တောင်မမြင်ရဘူး ဒါပေမဲ့ဖျားပြက်အနောက်ကခြုံထဲကနေပြီးတော့ကြောက်တုံးတွေပြန်ထွက်လာတယ်ဗျကျုပ်စီတန်တန်မှန်မှန်လာတာနဲ့ကျုပ်လဲထိုင်ချလိုက်တာပေါ့လက်သီးဆုံးလုံးရှိတဲ့ကြောက်တုံးကြီး၃လုံးကကျုပ်ကောင်းမောင်ကနေဝီကနေဝီကနေဖျက်ပြန်သွားပြီးတစ်ပင်နေကြကြသွားတယ်ဗျကျုပ်ပြင့်ကြောက်လိုက်တာအဲ့ဒီကြောက်ခဲတစ်လုံးလောက်သာကျုပ်ကောင်းကိုထင်းကျုပ်သေးမှာဗျကျုပ်လဲအမြန်ထပြီးကြီးလိုက်တော့နောက်ထပ်ကြောက်ခဲတွေပြန်လာတယ်ဗျလူတော့လုံးဝမတွေ့ဘူးကျုပ်ကတော့တရေပေါက်တယ်လို့ပဲထင်တာဒါနဲ့ပဲအမြန်လှည့်ပြေးတာပေါ့ ဒါတော့မှကွန်တီလောက်ရှိတဲ့ကြောက်ခဲတွေကနောက်စီနောက်ကိုတက်ချက်ခါးလေကိုတက်ချက် ပြတ်မှန်နေတာနောက်ဆုံးတောအုပ်အတွက်ရောက်တော့မှလက်သီးစုံလောက်ရှိတဲ့ကြောက်ခဲကြီးကကျောင်းရဲ့တကောက်ကွေးကိုမှန်လို့ထော်ချိုးကြီးထွက်ပြေးရတာပေါ့ဗျာတော်ရန်လေးကထွက်လာပြီးတော့မှအနောက်ကိုလှဲကြည့်မိတယ်ဆိုရင်ပဲတော်ရန်လေးထဲမှာလူတွေမနှဲဘူးဗျချုံမင်းနေနဲ့ကွေနေတာဆိုတော့ခေါင်းနေနဲ့ရင်ညွန့်လောက်ပဲမြင်ရတာမဟုတ်လားဟဲ့ကောင်ဘလို့ဖြစ်လာလဲကွအမောတကောနဲ့ပြေးလာတဲ့ကျုပ်ကိုတွေးတော့ဥပဒါကစီမေတယ် ကျုပ်လဲလက်တဲတဲ့ကိုဝင်ထိုင်လိုက်တာပေါ့ဥပသာလဲနွားတွေကိုချီထားပြီးတဲတဲ့ကိုလိုက်ဝင်တာပေါ့ကျုပ်လဲမောမောနဲ့ရေနွေးတောင်မတောင်းနိုင်မဲတောက်ရီဝစင်ကရေကို၄၅ခွက်ခတ်တောက်လိုက်တာပေါ့ဘာဖြစ်လာတာလဲအလက်ကောင်အမောတကောနဲ့ညီမငယ်ကမေးတယ်ကျုပ်လဲပြန်မဖြစ်အားပါ မောနေလို့အတော်အမောဖြေနေရတယ်ဥပသာကကျုံနားရောက်လာပြီးတော့ကျုပ်ကိုခါထောက်ပြီးကြည်တယ်နင်တို့အကူကြည့်ရတာနေကင်းကြောင်တောင်တရေနဲ့တွေ့လာခဲ့တဲ့ပုံပဲဥပသာဘလို့သိတာလဲတော့မသိဘူးဗျာ ကျုပ်လည်းခေါင်းငိမ့်လိုက်တယ်။ဟုတ်ဟုတ်တယ်ဥပသာ။ကျုပ်ကျုပ်အနောက်ဘက်တော်တန်းထဲကိုသွားခဲ့တာ။ကျုပ်ပြောလိုက်တော့အငယ်ကောင်ရော အငယ်မရောကျုပ်အနားမှာဆူလာကြတယ်။ဒီစမ်းမအောင်အခုလက်ကအဲ့ဒီတော်တန်းထဲဘာသွားလုပ်တာလဲ။ငါဟိုနေ့ကရတေးကြီးကိုသွားရှာတာဟ။အခုလက်ကတော့လုတော့မယ်။ဒီလောက်တရေချောက်တဲ့နေရာကိုတယောက်တည်းသွားရသလား။မသေးတာကန်ကောင်။ငါပြောတာစုံးအောင်နားထောင်ပါအောင်ဟ။ကျုပ်လည်းဥပသာဘက်ကိုလှည့်လိုက်ပြီးတော့ဥပသာဥပသာထင်တာမှန်နေပြ။ဒီရတေးကြီးကမယိုသားဘူး။ ဘာတွေမယိုးသားတာလဲကွာ။ तू ကတောရန်ထဲမှာတရားအထုတ်နေတယ်လို့လို့ဘာလို့လို့လုပ်နေတာဗျ။တကယ်တမ်းတော့တောရန်ထဲမှာကျင်းနေတူပြီးလူရိုးတွေဖော်နေတာဗျ။တေးကြလို့လားကွာ။တေးကြပါရဲ့ဗျာ။ကျုပ်မောင်သိန်းနဲ့လိုက်သွားတဲ့အနေတုန်းကလည်းတရွေ့တချောင်းနဲ့ဟိုဒူးတီဒူးလုပ်နေတာနဲ့ကျုပ်ကမင်းပြီးတော့အပင်ဆိုင်မလို့တူးနေတာတဲ့။မင်းကွာတောအုပ်ထဲကိုအပင်ဆိုင်မယ်လို့ပြောတာ။မင်းမို့ယုံရသလား။မယုံလို့အခုသွားကြည့်တာပေါ့ဗျ။သွားကြည့်တော့ကျင်းနေတူးလိုက်ပြန်မြုပ်လိုက်နဲ့လုံနေတာဗျ။ ကျုပ်လည်းသူတူးလက်ဆအချင်းကြီးကိုတွားကြည့်လိုက်တော့အောက်ကလူရိုးကောင်းကြီးထွက်လာတယ်ဗျကျုပ်ပြောတာကိုဥပဒါကမျက်မှောင်ကြုံပြီးတည်တည်ကြာကြာနားထောင်နေဗျဒါတွေကမလားဒါတွေမကသေးဘူးသူတဲကလေးထဲမှာလည်းဖြာပေါ်မှာအယိုးတွေခင်းပြီးစောင်းနဲ့အုပ်ထားတာဗျအယိုးတွေကတော့တော်တော်များတယ်ကြီးကြီးတွေရောသေးသေးတွေရောစုံလို့ဗျဥပဒါကမုန်းစိမ်မွေးကြဲကြဲပေါက်နေတဲ့သူ့ရဲ့မေးစီကိုပွတ်နေတယ်ကျုပ်လည်းဆက်ပြောတာပေါ့အဲ့ဒီချိန်မှာပဲခြုံမိနေကြာနေကျုပ်ကို ခဲတွေနဲ့လှပောက်တာဗျခဲလုံးကလည်းအကြီးကြီးတွေပဲကျုပ်လည်းတေချာကြည့်ပေမဲ့ပောက်တဲ့လူကိုမတွေ့ရဘူးဗျအဲ့ဒါနဲ့ထွက်ပြင်းဟော်ရီကုံနာကိုတစ်ချက်ဟော်ရီခါမတစ်ချက် တကောက်ခွေးကိုလည်းမှန်နေဗျနဲတွေကြောက်တုံးကြီးမဟုတ်ဘူးကျုပ်လည်းပြောရင်ပြောရင်နဲ့ခြေထောက်ကိုပြလိုက်တော့ကျုပ်မျက်လုံးတော့ကျုပ်မယုံနိုင်ဘူးဗျကျုပ်ပဲပဲခြေထောက်ဒူးအောင်ပိုင်းကစပြီးခြေထောက်ကြီးကရှောင်ပြီးတော့ဖောင်းတင်းလာတာဗျသွေးချေဥတလိုညိုမဲမဲကြီးဖြစ်နေပြီးတော့ခြေထောက်ကြီးကလည်းမသိရင် ဆင်ကျတော့ယောဂါရားတဲ့လူလိုမျိုးဖောင်းကားရောင်ကိုင်းလာတော့တာပဲအကိုလည်းဂုတ်ဂုတ်မအငယ်မှာပြောလို့ကြုံလဲဂုတ်ကိုစမ်းလိုက်တော့ဂုတ်ကကြောက်တုံးထိတဲ့နေရာမှာဘူကြီးတစ်ခုထနေတာဗျအလူးဘူကြီးလိုဖောင်းဖောင်းတင်းတင်းကြုံလဲကြောက်သွားပြီးတော့အင်းကြီးလှန်လိုက်တော့ခါမှလည်းဘူကြီးတပူးဗျအကိုလည်းတော့တရေကင်ခံရပြီထင်တယ်အငယ်ကောင်ပြောတော့ကြုံလဲဥပသာကိုအကိုတကြီးနဲ့မောကြည့်လိုက်တယ်ဗျဥပသာကကြုံကိုချင်းဟဲ့အငယ်မနင်းတို့စီမှာထုံးရှိလား ကျုပ်တို့လေထဲမှာထုံးပဲရှိပါမလဲဗျာကိုစားတတ်တဲ့လူမှမရှိတာပဲဒါနဲ့နို့ညာညမကဥပသာလေထဲကနေကိုအစ်ပြေးယူပေးရတယ်ကိုအစ်ရတာနဲ့ဥပသာကထုံးနေကော်ပြီးသူ့လက်ဝါးထဲထည့်တယ်ပြီးတော့ဆေးရွက်ကြီးတွေဖဲ့ထည့်ပြီးတော့လက်ထဲမှာချိန်နေတယ်ဗျတတွေးတွေလည်းထွေထွေထည့်သေးတာကျုပ်ခြေတော်ကြီးကပူပူပြီးကြီးလာတယ်ဗျခိုးဆိုရင်လဲတယောက်ယောက်ကစွဲကြိုင်ထားတယ်လို့မျိုးတင်းတင်းကြီးဖြစ်နေတော့တာဥပသာကျုပ်ကျုပ်ကိုတရေရဖမ်းတာလား ဘာမှမဖြစ်ပါဘူးကွာပူမနေစမ်းပါနဲ့ဂဲမန်လို့ညိုမဲဆွဲတာပါ ပြစမ်းဥပဒါကကျုပ်ကအဖူကြီးကိုခုနထုံးနဲ့ဆေးရကြီးရောထားတာနဲ့ပုတ်ပေးတယ်ဗျထုံးပါလို့လားတော့မသိဘူးပူလိုက်တာမှဗျမသိရင်မိစားနဲ့ထိုးတယ်လို့ပဲတခါခါအဘူကြီးကိုလည်းလူပြန်ရောပြုတ်ခါမှလည်းပူဆက်ပူလောင်ကြီးဖြစ်သွားတာကျန်တဲ့ထုံးနေနဲ့ခြေထောက်ကိုလိမ့်ပြီးတော့ဒူးကနေအောက်ကိုပုတ်သက်ချတယ်ဗျခြေထောက်တစ်ချောင်းလုံးတပြင်းပြင်းနဲ့မသိရင်ပယောစိတ်အကောင်က ဆင်းပြေးသွားတယ်လို့မျိုးရာကြီးကြီးဖြစ်ပြီးကြံနေခဲ့တာဗျဥပဒါကကျုပ်ကိုကြည့်ပြီးတော့ကောင်းကောင်းမှာပါကွာကဲငါလည်းထမင်းစားတော့မယ်ကျုပ်တို့တွေထမင်းစုပြီးစားလိုက်ကြတယ်လူငယ်တွေကြီးမို့ဥပဒါကိုကြောက်တာပါညာတော့တိတ်မရှိပါဘူးဗျဒီလိုနဲ့ကျုပ်လည်းအလုပ်သိမ့်မလုပ်နိုင်ဘူးပေါ့ညနေရောက်တော့ကျုပ်တို့တွေပြန်လာခဲ့တာပေါ့ကျုပ်ချစ်တော့လည်းညနေမရောက်ခင်မှာပဲအယောင်ပြန်ကြသွားတယ်ဗျဂုံနဲ့ကားအဘူးတွေဆိုရင်လည်းဖူးတယ်ဆိုရင်လေးပဲရှိတော့တယ် အိမ်ပြန်တော့လမ်းမှာဥပသာကသူ့ကိုလမ်းခေါ်တယ်။အလက်ကောင်တက်တာရဲ့လား။တက်တာပါတယ်ဗျာ။ခြေထောက်တော်တော်အယောင်ကျသွားပြီ။ကျုပ်လည်းခြေထောက်ကိုပြလိုက်တာပေါ့။ဥပသာကကျုပ်စီးထားတဲ့ဖနက်ကိုအသေးချာကြည့်လိုက်ပြီးတော့အော်မမင်းဖနက်ကကောင်းလာပြီလား။ငါ့ကိုပေးစီးပါလား။ကျုပ်လည်းအံ့ဩသွားတာပေါ့။ကျုပ်ဖနက်ကဒီလောက်ကောင်းတယ်လည်းမဟုတ်ပါဘူး။ကားတာယာအဟောင်းတွေကိုလှီးပြီးပြန်ချုပ်ထားတဲ့တာယာဖနက်ကြီးပါ။ဥပသာကတော့တရက်သားကိုခုတ်ထားတဲ့တာယာနဲ့ခွင်းတက်ထားတဲ့ခုံခွန်းနဲ့ကြီးပဲစီးတာမဟုတ်လား ဟာဗျာဥပဒါခြေတော်နဲ့ကျုပ်ခြေတော်နဲ့စိုက်ခြေတူမမတူတာစီးကျင်ကျုပ်ဝယ်ပေးမယ်မရတော့ဘူးငါအခုစီးကျင်တာကလုံစမ်းမှာတာယာဖက်နဲ့စီးကောင်းရင်ငါလည်းဝယ်စီးကျင်လို့ငါ့ကိုတရက်လောက်ပေးစီဟုတ်ပြီလားကျုပ်လည်းခေါင်းကုပ်ပြီးတော့ဖက်နဲ့ချုပ်ပေးလိုက်တယ်ဥပဒါလည်းသူ့ခုံဖက်နဲ့ကိုချုပ်ပြီးတော့ကျုပ်ကိုပေးစီတာပေါ့သူ့ခုံဖက်နဲ့ကကျုပ်ခြေတော်နဲ့ဆိုရင်သေးနေတယ်ဗျ ကျုပ်ဖနှောင်းကအနောက်ကိုလက်နဲ့လုံးလောက်ထွက်နေပါရော့ဥပဒါလည်းခက်တီတီပဲဗျကျုပ်ရဲ့တာယာဖနှက်ကြီးကိုမတော်မတဲနဲ့စီးချသွားပါရော့ဗျညရောက်တော့တရွာလုံးခွေးတွေဦးကျက်ဗျည9နာရီလောက်ကနေစပြီးတော့စောစောငင်ငင်ကိုဦးတာဗျရွာကလူတွေဆိုတိတ်ကြောက်ကြတာပေါ့ဗျပိုးဖြူသေးတုန်းကဦးတာတက်ပိုးပြီးစိုးစိုးဝါးဝါးဦးတော့တာပဲအဖေနဲ့ကျုပ်လည်းအခြေအနေစောင့်ကြည့်နေတာပေါ့ဘယ်ကဘာတွေဖြစ်မလဲပေါ့နောက်တော့ခွေးတွေကဦးနေရာကနေပြီး ထိုးဟောင်တော့တာပဲ။နာယီဝက်လောက်ကြတော့အာလုံးတိတ်ဆိတ်သွားတယ်ဗျ။မကြပါဘူး။ရွာသားတယောက်ကပြေးလာတယ်။တကြီးကြီးရွာထိတ်မှာရသေးကြီးတယောက်ရွာကိုအော်ဆဲနေတယ်ဗျ။အဖေလဲအိမ်မောကနေစင်းရောကျုပ်လဲငှက်ကြီးအောင်ဓာတ်ကိုဆွဲပြီးအနောက်ကနေစင်းတာပေါ့။ရွာထိတ်ကိုပြေးကြတော့ရွာထိတ်မှာလူတွေတော်တော်စုံနေပြီဗျ။ရသေးကြီးကကျုပ်တွေ့ခဲ့တဲ့ရသေးကြီးပါပဲ။ရွာကိုလည်းညှို့ထိုးပြီးတော့အမျိုးစုံအောင်ဆဲစုံနေတော့တာ။ဒါနဲ့အဖေကအရှိကိုတတ်သွားပြီးတော့ ရသေးကြီးကျုပ်တို့ရွာကိုဘာများမကျေနပ်တာရှိလို့လာပြီးဆဲဆိုနေရပါလဲရသေးကြီးကဘာမှမပြောပဲဆဲတာဆဲနေတော့တာရသေးကြီးဒီလိုသာဆဲဆိုနေမယ်ဆိုရင်တော့ရဲရွာစုပူမှုနဲ့ရသေးကြီးကိုအေးယူရမယ်အဖေပြောတော့ရသေးကြီးကဖေကိုစိမ့်စိမ့်ကြီးစိုက်ကြည့်နေတယ်ဗျပြီးတော့အဖေဘေးမှာရက်နေတဲ့ကျုပ်ကိုကြည့်တယ်သူ့အကြီးကဒေါသတွေဖုံးနေပြီးတော့မျက်လုံးကလည်းကြောက်စရာကြီးဗျမင်းတို့တရွာလုံးငါနဲ့တွေ့မယ်ကွာအဲ့လိုချိန်မောင်းပြီးတော့တော်ရန်ဘက်ကိုရှောက်သွားတော့တာပဲရသေးကြီးအချောင်းကိုမောင်သိကိစ္စမှာ တရွာလုံးဒီပါတိထားကြတာဆိုတော့ရသေးကြီးတခုခုလုံးမအောင်စိုးရိမ်နေကြတယ်။တကြည်ဒီရသေးကြီးရွာကိုတခုခုလုံးရင်ဘယ်လိုလုပ်မလဲ။အဖေကဆုံးဖြတ်ရခတ်နေတယ်။သူတခုခုမလုပ်ခင်သူ့ကိုကျုပ်တို့သွားနေထုံးရအောင်ဗျာ။ဒီလိုလေလုံးလို့မရဘူးကွ။သူနေတဲ့နေရာဘယ်သူမှမပိုင်တဲ့နေရာမဟုတ်လား။သူ့ကိုသွားမောင်းထုတ်တာတဘာဝမကြဘူးလေ။နောက်ပြီးသူ့ကိုမောင်းထုတ်မှသူကပိုပြီးစိတ်ဆိုးရင်မကောင်းတာတွေဖြစ်နိုင်တယ်။အဖေစကားကိုအားလုံးကထောက်ခံကြတယ်။ အားလုံးဒီရက်ပိုင်းနဲ့သတိဝရိယနဲ့နေကြပေါ့ဗျာအဖေပြောလိုက်တော့တရားလုံးကလူတွေကပြန်သွားကြတာပေါ့ကျုပ်လည်းလိုက်ပြန်ရင်ဥပသာနဲ့လမ်းမှာတွေ့တယ်ဥပသာကကျုပ်လက်ကိုကုတ်ကင်ပြီးတော့အလက်ကောင်ကြီးမင်းတို့ကမကျေနပ်ဘူးကွကျုပ်ကသူ့ကိုဘာလို့လို့လဲဗျသူ့အစီရင်နေမိကင်ခဲ့သေးလားကျုပ်တိတိကျကျပြန်စင်းစားတော့မှဖျာဘောကဆောင်းကြီးကိုဆွဲထုတ်လိုက်တဲ့အခါအယိုးတွေကရောကနေကြာသွားတာကိုမှတ်မိသွားတယ်။ဒါနဲ့ကျုပ်လည်းခေါင်းငိမ့်လိုက်တယ်။ငါထင်ပါတယ်ကွာ ဒါကြောင့်မင်းတို့ကသူ့ကတတ်မလို့သူ့ကောင်းနေလွတ်လိုက်တာကွ။ညာသူ့ကောင်းနေရဲ့လား။သူကအပြင်းသွားနေတဲ့အချိန်စီးတားခဲ့ပုံရတယ်ကွ။မင်းကသူ့စီကိုဖောက်သွားတာကိုဒါကြောင့်ငါလည်းမတင်ငါလာနဲ့မင်းဖက်နဲ့ကိုယူထားလိုက်တာကွ။ထင်းတဲ့အတိုင်းပဲဟိညနေရပဲတရေကြီးငါကငါ့ရဲ့ရှေးကိုရောက်လာပါရော။ကျုပ်လည်းအဲ့ဒီတော့မှကြောက်သွားတာဗျ။တရေကြီးငါကောင်ကမင်းဖက်နဲ့ကခြေရအတိုင်းလိုက်လာတာကွ။ရေသိမ်းကြီးဆွဲထားခဲ့တဲ့စီးဝိုင်းကိုမင်းဖောက်လိုက်တော့မင်းနောက်ကိုခြေရကြည့်ပြီးလိုက်လာတာပေါ့။ ဒါနဲ့ငါလည်းအဲ့ဒီငါးကောင်ကိုစော်ပလော်တီးပေးလိုက်တော့အဲ့ဒီကောင်နေအော်ဟစ်ပြီးပြေးကြတာပဲ။အိုးဒါကြောင့်ရတေရမကျေနပ်တာဟုတ်။သူ့ကောင်နေအစော်ခံလိုက်ရတယ်ဆိုတော့မကျေနပ်ဘူးပေါ့ကွာ။ငါထင်တာမမဟုဆိုရင်တော့ဒီရတေရသူ့တော်ကြောင့်ကြီးက ဖြစ်နိုင်နေပြ။သူလုံးတဲ့အစီရင်ကလည်းတိတ်အစွမ်းထက်တဲ့အစီရင်ပဲ။ဘာအစီရင်လဲ။လူရိုးအစီရင်လား။ဥပဒါကခေါင်းငိမ့်ပြတယ်။စုံမျိုးတရားမောင်မဲစာဆိုတဲ့အစီရင်ပဲကွာ။ဗျာစုံမျိုးတရားလေလား။ အေးအစီရင်ကတော့ဆုံးလို့ယူဆပြီးတော့တည်သွားခဲ့တဲ့လူတွေအလောင်းတွေရဲ့အယိုးတွေကိုအစီရင်လုပ်ပြီးပြန်တူးထုံးရတာပဲစုံမောင်းတရာတတီရဲ့အယိုးကိုလိုက်ဖော်ရတာပေါ့ကွာဒါဆိုအဲ့ဒီတည်သွားတဲ့လူကဆုံးဆိုတာကိုဘယ်လိုလုပ်သိမလဲဗျဒါကလေပညာနဲ့ခံမှန်းတာပေါ့အဲ့ဒီဆုံးဆိုတဲ့လူတည်ရင်ဘယ်နှမြုပ်ထားလဲဆိုတာခံမှန်းပြီးဟုတ်မဟုတ်တူးရတာပေါ့ဒါဆိုဘာဆက်ဖြစ်နိုင်တယ်လဲဗျဥပဒါကကျုပ်ကိုတည်တည်ချာချာကြည့်ပြီးမင်းတွေးခဲ့တာအယိုးတွေများသလားကွာ များတယ်များတာတော့တော်တော်များတာဖြာတစ်ချက်ပေါ်မှာအပြစ်ခင်းထားတာအယိုးကလည်းများနေပြီနောက်ပြီးသူ့တရေငါးကောက်ကိုစော်ထွက်လိုက်တဲ့လူရှိလာတော်တော်မှတရလုံးကိုစိန်ခေါ်တယ်ဆိုရင်ငါထင်တာတော့သူ့အစီရင်ပြီးတော့မဲ့ပုံပဲကွအစီရင်ပြီးရင်ဘာဖြစ်မလဲဗျာအဲ့ဒီဆုံးရိုးတွေကိုလူသေးတကောင်ရဲ့ဝမ်းပိုက်ထဲကိုထည့်ရတယ်။တည်သွားတဲ့အလောင်းကြီးကိုမန်းမုတ်ပြီးတော့ဆုံးရိုးတွေစီကပညာတွေနှိုးရတာပေါ့။အဲ့ဒီအခါတည်သွားတဲ့အကောင်ကြီးကမောင်မဲစာကြီးဖြစ်သွားတာပဲ။ကိုပြောင်းနိုင်တယ် ။တစ်ပင်ကြီးတွေကိုအမြင့်ကနေဆဲနှုတ်နိုင်တယ်။ပြီးတော့အိမ်တွေဖုန်ကြီးကျောင်းတွေကိုတော့ဇောက်ထိုးလန်နိုင်တဲ့။ဒါနဲ့ပိုးပြူသေးတာနဲ့ဘာဆိုင်တယ်လဲဗျ။ငါထင်တော့သူ့အယိုးတွေကပြည်နေလောက်ပြီးကွ။ဒီတော့ရွာတစ်ယောက်ယောက်ကို तू ကတက်မှာပဲ။အဲ့ဒီလူသေးပြီးတော့မြေချရင် तू ကအလောင်းပြန်ဖို့ပြီးတော့အဲ့ဒီအလောင်းနဲ့ကိုအယိုးတွေထဲဖို့ကြံထားတာပေါ့ကွာ။နောက်ပြီးတော့တခုထူးဆန်းတာလူတွေမှလည်းအစိတ်ရှိတယ်ကွ။ငွေကလူတယောက်ကိုပေါက်လိုက်ရင် တော်ရုံနဲ့ထွက်မပြေးနိုင်ဘူးမလား။အခုငွေပေါက်တယ်သာပြောတာ ်ပေါလိုက်တဲ့မွေကိုလည်းဖမ်းမမိလိုက်ဘူးမွေပေါက်ခံရတာမှမွေဝေးပြောလိုက်မဟုတ်လို့လို့ပြောလိုက်နဲ့တေတာကလည်းမွေစိတ်တက်ပြီးတေတာမျိုးမှမဟုတ်တာကျုပ်လည်းတေချာပြန်စဉ်းစားလိုက်တော့ဟုတ်တယ်ဗျပိုးဖြူသေးနေတာဟုတ်တော့ကျုပ်ကအကြည့်ပြီးသူတော့ဘာလို့ဒီမှာအိတ်နေတာလဲဆိုပြီးပြန်မေးခဲ့တယ်မဟုတ်လားဒါဆိုဒီလူကြီးတော်တော်ယုံမာတာပဲဒါနဲ့အဲ့ဒီမောင်မဲစာတော်တော်စွမ်းသလားဥပဒါရောမနိုင်တော့ဘူးလားမောင်မဲစာစွမ်းမစွမ်းငါနိုင်မနိုင်ကတော့ငါလည်းမပြောတတ်ဘူးကွဘာလို့လဲဆိုတော့ငါဘဝတစ်ချောင်းလုံး မောင်မဲစာနဲ့မတွေ့ဘူးကဲဦးနောက်ပြီးတခုရှိတာကမောင်မဲစာစွမ်းမစွမ်းတဲ့မောင်မဲစာကြီးနိုးထမလာဘူးအရေးကြီးတယ်ပိုးပြူအလောင်းကိုငါတို့မီရှိုလိုက်တော့ရသေးကြီးမှာသုံးစရာအလောင်းမရှိဘူးမဟုတ်လားရွာမှာလဲလောလောလတ်လတ်သေထားတဲ့လူကလည်းမရှိဘူးဆိုတော့သူကျင်းသေးပေါ့လူထက်တတ်မှာပဲအဲ့ဒီတော့ဘယ်လိုလုပ်ရမလဲဥပသာရွာလူတွေကိုတက်လန့်ထားလိုက်ကွာအခုလဲသူတို့ကိုရသေးကြီးကကျင်းသွားတယ်ဆိုတော့သူတို့တော်တော်ကြောက်နေလောက်ပါပြီအဓိကကတော့ဘသူ့ကိုမှထပ်မသေးစေခြင်းမူဟုတ်ကဲ့ပါဥပသာ ပြီးတော့အခုညပဲငါသူ့စီလိုက်သွားမယ်ဖြစ်ပါမလားဥပသားရဲ့ည10နာရီထိုးတော့မယ်နော်သူ့ထက်ငါတို့အရင်လက်ဦးထားမှဖြစ်မယ်အလက်ကကျုံလဲလက်သီးကိုကြည့်ကြည့်ပါအောင်ဆုံးလိုက်ပြီးဒါပြင်အခုပဲသွားကြပါစို့ဗျာဥပသားအခေါင်းငိတ်ပြီးတော့အေးနေအောင်ငါလွယ်ကြီးသွားယူလိုက်အောင်မယ်မင်းဒီကနေငါ့ကိုစောင့်နေဥပသားကြီးလှဲ့ထွက်သွားတော့ကျုံလဲရွာတိန်သားမှစောင့်နေလိုက်တာပေါ့မကြပါဘူးဥပသားကခြေလမ်းကျဲကြီးနဲ့လွယ်ကြီးတလုံးဆလွယ်တိုင်းပြီးပြန်ထွက်လာတယ်ကျုံလဲသူ့အနောက်လိုက်ခဲ့တာပေါ့ ကျိတ်ကြောမှလည်းအဖေလက်ဆွဲတော့ဓာအီကိုလွယ်လို့ဗျပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Yo.